ာပါရှင်ကျမတော့ဝန်ဒီပါ DVV ရုပ်မြင်သံကြားရဲ့ညနေ၄နာရီအချိန်သတင်းလေးကိုတိုက်ရိုက်တင်ဆက်ပေးမှာပါမြန်မာနိုင်ငံသတင်းတွေကမ္ဘာသတင်းတွေနဲ့တူအားကစားသတင်းတွေကိုရှုစားရမှာပါရှင်လလွတ်ထားရတဲ့ကြောင်မင်းမျိုးကိုပြန်ရသွားတဲ့စစ်တပ်အနေနဲ့တီဘောမျိုးကိုဆက်ပြီးတော့ထိုးစစ်ဆင်ဖို့အမတ်ဆက်နှစ်စစ်စင်ရေးကုကဲမှုဌာနချုပ်စာကခမှုဘုံမှုချုပ်တူရဇော်လင်ဆိုးကိုအောက်တိုဘာလ၁ရက်နေ့ကတာဝန်ပေးလိုက်တယ်လို့စီးရေးသတင်းရင်းမြစ်စီကနေသိရပါဗျာ။ ကြောင်မဲမျိုးကိုတိုက်တဲ့အထဲမှာဓမ္မတတနဲ့အတူစခခဆနစ်လဲပါဝင်ပြီးမျိုးပြန်ရပြီးတဲ့နောက်ဓမ္မတတဒုတက်မမှုကိုမျိုးပြန်လဲတိဆောက်ရေးအတွက်ထားပြီးတီဘောမျိုးကိုဆက်လက်ထိုးစစ်ဆင်ဖို့စခခဆနစ်စခခမှုဘုံမှုချုပ်သူရဇော်လွင်စိုးကိုတာဝန်ပေးခဲ့တယ်လို့စေရေးသတင်းရေးမြစ်က TVB ကိုပြောပါရယ်အာနာသိန်းစကတာချီလေးစစ်ပြူဟာအခြေကျပြီးတာဝန်ကျနေတဲ့ ဗိုလ်မှူးကြီးတူရာဇော်လင်စုကိုစစ်ကောင်းဆောင်က2024ဇူလိုင်လမှာဗိုလ်မှူးချုပ်ယာရုတိုးပေးပြီးစကခ14စကခမှူတာဝန်ပေးပြီးရှမ်းမြောက်ကိုပို့ဆောင်ခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့လာရှိုးမြို့ကိုတော်လင်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ချိန်မှာအကျဉ်းထောင်ဖွင့်ပေးခဲ့လို့စစ်စည်းခံရတဲ့ဆိုတဲ့သတင်းတွေထွက်ပေါ်လာပြီးတဲ့နောက်6လအကြာမှာတော့အရှိတောင်တိုင်းစစ်ဌာနလက်အောက်ခံစကခ12တပ်မှူးအဖြစ်နဲ့ပြန်လည်ခန့်အပ်ခဲ့တာဖြစ်ပါတယ်ရှင်။ ဖန်မြို့မှာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုစစ်ဆောင်ပြည်သူတွေနဲ့အိမ်ငှားနေထိုင်သူတွေပါမဲပေးနိုင်ရေးမဲစီရင်ပြုစုရမှာငွေကြေးကုန်ကြတာရက်ွက်အုပ်ချုပ်ရေးပိုင်းကဖိအားပေးတာရှိနေတယ်လို့သိရပါဗါ။အောင်ခန့်သတင်းပေးပို့ထားတာပါရှင်။စစ်ကောင်မရှင်ကနာမည်ဒီဇင်ဘာ28ရက်နေ့မှာရွေးကောက်ပွဲပိုင်းတွေကိုကျင်းပသွားမှာဖြစ်ပြီး ကင်းပြည်နယ်မှာတော့ဖအံမြောက်ပြည်နယ်တလုံးကြီးမြို့နယ်၃ခုမှာကျင်းပပြုလုပ်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။ဒါကြောင့်ဖအံမြို့မှာ၆လနဲ့ထက်နေထိုင်နေတဲ့ရှစ်ဆောင်လေးနဲ့အိမ်ငါးနေထိုင်သူတွေကိုပါရေကောက်ဖွင့်မှမဲပေးနိုင်ဖို့လှုပ်ဆောင်နေပါတယ်။မဲပေးနိုင်ရေးမဲစင်ပြုစုရမှာလိုအပ်တဲ့စာအုပ်စာတမ်းတွေအတွဲကုန်ကြမှုကြောင့်ရက်ွက်အုပ်ချုပ်ရေးမှုယုံကိုမတော်ရောက်လို့ပြင်မဲ့ချင်းရောက်ခရောက်မှာကိုစိုးရိမ်ပြီးတော်ရောက်နေရတယ်လို့ရှစ်ဆောင်လေးကပြောပါတယ်။ လူကြီးကလည်းအိမ်မှာအိမ်အောင်စုရှိတဲ့လူတွေယုံသွားမယုံသွားပြီးတော့ဥစ္စာဖျက်မှာပေါ့နော်အဲ့လိုမျိုးပဲအိမ်အောင်စုဝယ်ယူလာလို့ပြောပြီးဟိုရောက်တော့လေအိမ်အောင်စုတစ်ခုတည်းနဲ့မပြီးဘူးအဲဒီစာအုပ်ဒီမှတ်ပုံတွေနေဥစ္စာတွေဆိုပြန်လိုက်သွားလိုက်နေတက်စီကလည်းကုန်တော့ပေါ့နော်သူတို့ကလည်းပြီးချမပြေဘူးဟိုရောက်တော့လေ ီးပြီးချာချာဟိုဆောင်ဖြစ်တော့လူတွေကနှာခေါင်းသုံးခေါင်းအင်ကိုပြန်လိုက်သွားလိုက်ဆိုတော့ပို့ပြီးတော့တစီကားတွေကိုကြာများတာပေါ့နော်မဖြစ်လို့လဲဆိုကျမတို့ကအင်ကားနေရတယ်နောက်ကျအတူတူမဖြစ်လို့မသွားလဲမဖြစ်လို့မလာလဲဆိုလို့ရှိရင်တို့ကလာပြီးတော့ဟိုဆောင်မီးမှလည်းတို့ကြောက်တယ်ဒီကျမတို့အင်ကားနေရတယ်ဆိုတော့သိပူရတော့ပေါ့ဟုတ်ကဲ့ PRB မှာလည်းချင်းကြောင်းမှာလည်းကြောက်တော့ပေါ့နောက်ပြပါဖြစ်လို့မလာလဲအင်အဲ့လိုမျိုးပေါ့နော် မယ်စီရင်ပြုစုရာမှာဆော်ရွက်ဆက်တဲ့မိတူကူခဆိုင်ကယ်တက်စီကအပါဝင် လူတယောက်ကိုအ ਨੇ စုံ15000ကျပ်နေပါကုန်ကြတယ်လို့ကိုယ်တိုင်သွားရောက်ခဲ့တဲ့သူတွေကပြောပါတယ်။ဒါအပြင်လူမျိုးချာအစ္စလာမ်နဲ့တမီလူမျိုးတွေကိုလည်းမှတ်ပုံတင်ပြုလုပ်ပေးမယ်လို့ပြောဆိုပြီးရက်ွက်ကျေးရအုပ်ချုပ်ရေးမှူးရုံးတွေမှာမယ်စီပြုစုပြီးမယ်ပေးခွင့်ရသူတွေကိုမယ်စီကြော်ညာတာတွေရှိတယ်လို့ဒေတာကန်တွေကပြောပါတယ်။သူတို့မြေရဲ့ရတဲ့မြေရဲ့ အဲ့ဒါကောင်ကြီးကဘာလို့ကိုလဲဆိုနေတာဆိုသူကမောက်ပူရီလုပ်ပေးမယ်တဲ့အေးမောက်ပူရီလုပ်မယ်ဆိုတော့ဒီမှာတူဘောလုံးဖိတ်ခေါ်မှာသူတကောင်စီရောက်တော့နာမည်နဲ့တကောင်စီရောက်တော့မောက်ပူရီစီလူမစီလူသူကရေးစစ်မှာမောက်ပူရီစီလူကတော့သူရှိမှာတော့သူမှာဆက်ရတာလည်းဆက်ရကဲမှာအဲ့ဒီမှာအခုသူများတို့ပြောတာကြတာကတကယ်လို့အဲ့ဒီမှာရုံးမကရဆာရုံးမှာကိုပိုင်နံပါတ်နဲ့ကိုပိုင်မောက်ပူရီစီလူကမဲထက်ပါပဲစီမဲလို့သူကတော့တော့ကတ်တာမစီလူကမကရဘူးမဲထက်ဆက်မလို့ ်မဟုတ်တယ်မစစ်တူကသူတို့ကသိမှအေးမြေမြေကြောက်ငယ်စီရင်ပြုစုရမှာလိုအပ်တဲ့ဆာရဆန်တန်းတွေအတွက်ငွေကုန်ကြတာမဲပေးနိုင်ရေးမဖြစ်ဖြစ်အောင်ပရက်ရှာပေးတာတွေကြောင်းလူလူတွေမှာခက်ခဲနေရှိရဲ့လို့မျိုးမျိုးပါတယောက်ကပြောပါတယ်ဟုတ်တယ်ဟုတ်တယ်ဘာလို့ဒီလိုကြောင်မရှိတော့ဘူးဟုတ်တယ်မအားဦးသားဘော 如果就不要多了，我我参加开路，参加开路，也参加开路，除了工地呢，都得我来就唔孬了。然后唔系只只阿我，唔系下边阿我。个开始的我，你话我早个唔系几年个我啊，比如说啊，这前我哋没做其他路马路尿路公路，啊，马路都系都唔做，结果就话未做这些路，所以未来过。啊，路水泥路就全部唔搞到个。另外，做路建设呢，三下个都要同阿边玩下，你做马路呢，大家时间时间都路不好。 ကူတာမဟုတ်ဘူးပြောအဲ့လိုပြောလိုက်တော့ဘုံလို့ဒုက္ခဒုက္ခနဲ့ကင်းရိုသားစီယုံကေယံယူကတော့စစ်ကောင်စီပြုလုပ်မဲ့တရားဝင်ရေကောက်ပွဲကိုလုံးဝဆက်မြင်ကြောင်းထုတ်ပြန်ထားပြီးရေကောက်ပွဲဖြစ်မြောက်အောင်ဥပပေါင်းဆောင်ရွက်သူတွေကိုလည်းစောင့်ကြည့်ရေးယူသွားမယ်လို့ပြောဆိုထားပါတယ်။နောက်မဲ့ဒီဇင်ဘာ28ရက်နေ့မှာပြုလုပ်မဲ့ရေကောက်ပွဲအပိုင်းတစ်ကိုကင်းပြည်နယ်တွင်းကလှိုင်းဝဲကော့ကရိတ်၊ကြံရေးစင်ကြီး၊ဖာဘုံမြို့နယ်၄ခုမှာကျင်းပပြုလုပ်နိုင်ခြင်းမရှိသေးပါဘူး။ ကျွန်တော်အောင်ခံပါစကိုင်းတိုင်းရွှေဘုံမြို့နယ်တာကနန်းကျေးရွာမှာအော်တိုဘားလ2ရက်နေ့မနက်6နာရီလောက်ကစစ်ကောင်မရှင်တက်နဲ့ပြည်သူ့ကာကွယ်ရေးတပ်တို့ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနှစ်ဖက်ထိခိုက်ချဆုံးနိုင်ရှိရလို့ဒေသခံတွေဆီကနေသိရပါတယ်ရွှေဘုံမြို့ကနေအင်အား30နီးပါးရှိတဲ့စစ်တပ်စစ်ကြောင်းကတာကနန်းရွာဘက်ကိုစစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့်ထိတိတိုက်ပွဲဖြစ်ပွားတယ်လို့ဒေသခံတယောက်ကပြောပါရယ်။ တိုက်ပွဲကရုတ်တရက်ကြီးဖြစ်လာတာဆိုတော့စစ်ပွဲအတွင်းမှာပိတ်မိတာတွေရှိပြီးထိခိုက်သေးဆုံးတာတော့မကြမိဘူးလို့သူကပြောပါဗျ။တိုက်ပွဲအတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖက်ကကင်းထောက်ရဲဘော်တယောက်ကြဆုံးပြီးမနေ့ကညနေပိုင်းတည်းစစ်ရေးတင်းမာနေစေလို့သိရပါဗျ။စစ်ကြောင်းထွက်လာတာကိုမသိရဘဲရှေ့ကင်းရဲဘော်ကထောက်လန်းဖို့တွားရကနေထိတ်တိုက်တိုးပြီးပြစ်သက်ခံလိုက်ရတာကြောင့်စစ်တပ်လာနေပြီဆိုတာသိလိုက်ရပြီကျွန်တော်တို့နဲ့တိုက်ပွဲတွေစဖြစ်တယ်လို့တိုက်ပွဲမှာပါဝင်ခဲ့တဲ့ခေါင်းဆောင်တယောက်ကပြောပါဗျာ တိုက်ပွဲအတွင်းစစ်တပ်ဘက်ကအကြဆုံးများပြီးအရှင်၄ရောက်လက်ရဖမ်းဆီးမိပြီးတိုက်ပွဲအသေးစိတ်ကိုတော့စစ်တေသားကနေထုတ်ပြန်လိမ့်မယ်လို့ပြောပါရယ်စစ်ကော်မရှင်တပ်ကရွှေဘိုစားတောင်သခိုင်းကားလမကြီးကို ပြန်လည်ဆိုးမိုးနိုင်ဖို့သခိုင်းမြို့နဲ့ရွှေဘိုမြို့ဘက်ကကအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်တာလေကြောင်းကနေတိုက်ခိုက်တာတွေကြောင့်အရသာတေဆုံးတာတွေအပြင်နေရက်ဆုံးခွာတာတွေရှိနေတယ်လို့သိရပါရယ်ရှင် ရုရှားနဲ့ကာဇက်စတန်နိုင်ငံတို့ကိုတွားရောက်ခဲ့တဲ့ခီးစဉ်ကအပြင်လေးရင်ပေါ်မှာပြောခဲ့တဲ့အာနာသိန်းစစ်ကောင်းဆောင်ရဲ့ပြောဆိုချက်တွေကလက်တွေ့အခြေအနေတွေနဲ့ကင်းကွာနေတဲ့အကြောင်းကိုလေ့လာသူတွေကဝေဖန်ကြပါတယ်။သို့သူအောင်သတင်းပေးပို့ထားတာပါရှင်။ အေးကော်မရှင်ဥက္ကဋ္ဌအားရုရှားဖက်ဒရေးရှင်းနိုင်ငံတမတော်မြန်မာအာဏာသိမ်းစစ်ကောင်ဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဟာပြီးခဲ့တဲ့စက်တင်ဘာနောက်ဆုံးပတ်တည်းရုရှားနဲ့ကာဇက်စတန်နိုင်ငံတွေစီတွားရောက်ခဲ့ပါတယ်။အဲ့ဒီခီးစဉ်အပြတ်မှာတော့လေရင်ပေါ်မှာတင်သူ့ရဲ့ခီးစဉ်ဘလောက်ထိအောင်မြင်ခဲ့တဲ့အကြောင်းစစ်တပ်ဩဇာခံမီဒီယာတချို့ကနေတဆင့်ဝါရဖြန့်ပြောဆိုခဲ့ပါတယ်။အဓိကတော့သူတို့နိုင်ငံရေးရဘာသာရေးရတိုင်းသားရေးရဒီတချို့ပြောဆိုကြတာလေးတွေပေါ့လေ။ပြောဆိုကြတာလေးတွေကကျွန်တော်တို့ 现在包括了民间街内，呃，比如说路管不行，不管不住这条路了嘛。再别个这这条路里，就在阿土木的路嘞，就在阿土木那半路了。不管话八法村的，呢，并且再加上一半路了，我做多啊。那着宁白路没有，那个你单地嘛，皮边内的，呃，去年说的，并且有安那条线呢，就多啊嘛。 စစ်တပ်ဩဇာခံမီဒီယာတွေကနိုင်ငံတော်တိဆောက်ရေးလုပ်ငန်းစဉ်တွေမှာပြည်သူတွေအနေနဲ့ဘလို့ပူပေါင်းပါဝင်သင့်တယ်လဲဆိုတဲ့မေးခွန်းနဲ့ပတ်သက်လို့စစ်ကောင်းဆောင်ကအခုလိုထည့်ပြောခဲ့တာပါစစ်ကောင်းဆောင်ဟာပညာရေးအားနည်းချက်တွေရှိလို့ပြင်ဆင်ဖို့ပြောပေမဲ့လက်တွေ့မှာတော့သူဦးစီးတဲ့စစ်တပ်ကအာဏာသိမ်းစကနေ2025ခုနှစ်ဩဂတ်လအထိလေကြောင်းတိုက်ခိုက်မှု3402ခုပြစ်လုခဲ့ပြီးအဲ့ဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့်စာတင်ကြောင်း286ကြောင်းပျက်စီးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့စိန်အင်းတွေအရသိရပါဗျ။တရားလွတ်တော်ရှင်းနေဦးကျင်းမြင့်ကတော့စစ်ကောင်းဆောင်ရဲ့အဲ့ဒီအပြောဟာသူ့ရဲ့လုံရက်နဲ့မအပ်စက်ဘူးလို့ဝေဖန်ပါဗျ။သူလက်တွေ့တကယ်လုပ်နေတာနဲ့သူ့ဖြေတာဒီနေ့ကမအပ်စက်ဘူးလေမအပ်စက်ဘူးအဲ့တော့ဘာပဲပြောပြောဟိုခရီးမတီးရဲ့လူလူသတ်သမားနော်သူကနိုင်ငံတော်ပြစ်မှုကြီးကိုချွလွန်ထားတာပေါ့နိုင်ငံတော်ပုံကံမှုကိုချွလွန်ထားတယ်ပေါ့နော်။အဲ့တော့လူမျိုးတွေတက်ခတ်နေတဲ့ ICC အလို့ရှိနေတဲ့ ဲ့လိုလူမျိုးတယောက်ကိုဒီလိုမေးခွန်းခြိလောက်မတန်ပါဘူးစစ်ကောင်းဆောင်ရဲ့ဝါရဖြန့်ပြောဆိုချက်တွေဟာလက်ရှိနိုင်ငံတွင်းကြုံတွေ့နေရတဲ့အကျက်အသေးတွေရဲ့အဖြစ်မှန်နဲ့ကင်းလွတ်နေပြီးပြည်သနာရဲ့အရေးမြစ်ကိုမျက်ကွယ်ပြုရာရောက်ကြောင်းလိလာသူတွေကလည်းပြောပါတယ်ပညာရေးနဲ့ပတ်သက်လို့အားနိုင်ချက်တွေရှိနေတယ်လို့စစ်ကောင်းဆောင်ကဝန်ခံပေမဲ့ခေအဆက်ဆက်ကနေအခုချိန်ထိစေအုပ်စုကပဲစနစ်တကျဖျက်ဆီးခဲ့တာလို့စီရီယန်ဆရာတယောက်ကထောက်ပြပါဗျာ။ဘလို့ကတော့ပညာရေးနဲ့ပတ်သက် တဲ့အုပ်စုကတော့အများရန်သူတို့အဆိုင်ရပါမကွာခမန်းတော့ပြောပြကြတာပဲတကယ်တမ်းကျတော့ကျွန်တော်တို့သူတို့ရဲ့ဒီဟိုဒီဝါရဖြန့်ချီရေးတွေဒါတွေဟိုလူမျိုးကြီးဝါရတွေဒါတွေအကုန်လုံးကပညာရေးထဲမှာသူတို့ထည့်ပြီးတော့ဟိုလုပ်ခဲ့ကြတာပဲအခုပညာရေးကိုတော့သူကလို့ဘယ်လိုကြီးလုပ်လိုက်မယ်ဘယ်ဝါကြီးလုပ်လိုက်မယ်ဆိုပြီးသင်ပန်းမယ်ကြောက်ခိုင်းမှန်တာရှောက်ပြောတာပေါ့နော်အဲကျွန်တော်တို့နိုင်ငံရဲ့ပညာရေးကိုစနစ်တကျပါတော့ဖြည့်စည်းခဲ့တာကတော့ဒီစေအုပ်စုပဲလို့ကျွန်တော်တို့ကတော့ဟိုမှတ်ယူပါကြဟုတ် တဖက်မှာလည်းဆင်းရနာသိမ်းပြီးနောက်ပိုင်းပညာရေးအဆင့်မြင့်တင်ရမယ်အစားစာသင်ကျောင်းတွေအထိမွေးရည်စေဝါတွေဝင်ရောက်နေပြီးစီရီယန်ဆရာဆရာမတွေကိုဖမ်းဆီးတာကျောင်းတွေကိုဘုံကျဲတာနဲ့လူအခွင့်ရေးကိစ္စတွေကိုမတင်ကြားရဘူးလို့ပြိပင့်တာတွေအထိရှိနေပါတယ်စစ်ကောင်းဆောင်ဟာအခုခရီးစဉ်နဲ့ပတ်သက်လို့ဝါရားဖြတ်မှုတွေကိုစစ်တပ် website မှာထပ်ပြီးဖော်ပြထားတာတွေ့ရပြီးတော့ MOU လမ်းမရေးထိုးနိုင်ခဲ့တယ်ဆိုတဲ့ကိစ္စတွေကိုလည်းအသေးစိတ်ထုတ်ပြန်ခဲ့တာမရှိပါဘူးကျွန်တော်စိုးသူအောင်ပါ မကွေးတိုင်းချောင်းမြုံနယ်ခရိုင်လမ်းဦးစီးဌာနကနန်းစီဒီယံလက်ထောက်ညွန်ကြားရေးမှုနဲ့ဝန်ထမ်းတယောက်ကိုယင်နဲ့အတူအော်တိုဘာလ၁ရက်နေ့ညနေကလက်နက်ကိုင်အဖွဲ့တစ်ခုကဖမ်းဆီးသွားတယ်လို့ဖြစ်စဉ်ကိုသိရှိသူတွေစီကနေသိရပါဗျ။တိုင်းအဆင့်အစည်းအဝေးကနေပြန်လာတဲ့အသက်50အရွယ်လက်ထောက်ညွန်ကြားရေးမှုအမျိုးသမီးနဲ့တပည့်အမျိုးသမီးဝန်ထမ်းကိုချောင်းမြုံနယ်ကျင်းနီလန်ကွယ်အနီးနားမှာဖမ်းဆီးသွားတာပါ။ ဖြစ်စဉ်ကိုသိရှိရသူတယောက်ကလက်ထောက်ညွန်ကြားရေးမှူးတယောက်နဲ့သူ့ရဲ့တပည့်တယောက်ကစီဝေးကနေအပြန်ဖမ်းခေါ်ခံရတယ်လို့ပြောပါရယ်။ရင်းနေကိုပိတ်ဆို့ဆစ်စင်းနေတဲ့အမည်မသိလက်နက်ကိုင်အဖွဲ့ကဖမ်းဆီးသွားတာဖြစ်ပြီးတော့အော်တိုဘာလ3ရက်နေ့အထိပြန်လည်လွတ်မြောက်တာမရှိသေးဘူးလို့လည်းသိရပါရယ်။အခုဖမ်းဆီးခံရတဲ့ PDF နဲ့တခြားလက်နက်ကိုင်အဖွဲ့တွေကမကြာခဏကားတွေဆိုင်ကယ်တွေနဲ့လူတွေကိုဆစ်ဆီးတာတွေရှိပြီး အခုကတော့ဘေးအဖွဲ့ကဖမ်းခေါ်သွားတယ်ဆိုတာမသိရသေးဘူးလို့မကွေးတိုင်းကဝန်ထမ်းအတိုင်းဝန်းနဲ့နှိဆက်သူတွေကပြောပါဗျ။ဖန်စီခင်ရတာနဲ့ပတ်သက်ပြီးစစ်ကော်မရှင်လက်အောက်ခံ မကွေးတိုင်းဝင်ကြီးချုပ်ရဲ့လမ်းညွှန်ချက်နဲ့စစ်တပ်နဲ့ရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေးရှာဖွေနေတယ်လို့လည်းသိရပါပါရှင်။ ိုင်းနိုင်ငံဖေဖော်ဝါရီခရိုင်အတွင်းမှာရှိတဲ့ Kcoms Electronic စက်ယုံတစ်ခုကမြန်မာလုံသား1400ကျော်ကိုကြိုတင်အကြောင်းကြားတာမရှိဘဲနဲ့အလုပ်ဖြုတ်လိုက်တယ်လို့သိရပါဗျ။လက်ရှိမှာတော့အလုပ်ရှာဖွေဖို့ကုန်ကြတဲ့အကျိုးဆောင်ခတဲ့နည်းတဲ့ပမာဏလောက်ကိုရောကြီးပေးမယ်လို့အလုပ်ရှင်ဘက်ကပြောပေမဲ့အလုပ်ဖြုတ်ခံရတဲ့စက်ယုံအလုပ်သမားတွေကတော့အလုပ်ပြန်ရရှိဖို့ကိုပဲမျှော်လင့်နေကြပါဗျ။ကေခိုင်သတင်းပေးပို့ထားတာပါရှင်။ กับปมาเนี่ยาจะนอนรู้ว่าในเวลาเดี๋ยวมาหมูอ่ำเลยปีมาถ่ายเราหมูนั่นเลยปีมาเลยเราเดี๋ยวมาแค่เท่านี้เรา 2025ခုနှစ်စတေမာလာ30ရက်နေ့ကထိုင်းနိုင်ငံဖီဗူရီခရိုင်အတွင်းရှိခင်ခွန်းအီလက်ထရောနစ်ဆက်ယုံတစ်ခုကမြန်မာလုံသား1450ရောက်ကိုအလုံရှင်တွေကအလုံမရှိတော့ဘူးဆိုတဲ့အကြောင်းပြချက်ပေးပြီးအလုံဖြုတ်လိုက်တယ်လို့အလုံသမားတွေနဲ့အလုံသမားအရေးတက်ကြွလှူရှားနေသူတွေကပြောပါတယ်။စတေမာလာ30ရက်နေ့မနက်ပိုင်းမှာဆက်ယုံကိုအလုံလုတ်ကင်ဖို့လာစင်မှာပဲတာဝန်ရှိသူတွေကအပြင်ကိုတန်းစီခေါ်ထုတ်တော့ကစာရွက်မှာလက်မှတ်အတင်းထိုးခိုက်ပြီးတော့ရုတ်တရက်အလုံထုတ်လိုက်တာပါလို့အလုံသမားတွေ ီကသိရပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးဘန်ကောက်မြန်မာအလို့သမားတဲ့အရာရှိရုံကခေခွန်အီလက်ထရောနစ်ဆက်ရုံကမြန်မာရွှေပြောင်းလှုပ်သား1450အလို့ဖြုတ်ခရယာမှုနဲ့ပတ်သက်ပြီးတော့ရောက်ညီနိုင်ဆွေးနွေးပေးခဲ့ပါတယ်။ ဆွေးနွေးမှုအပြီးလက်ရှိမှာအဲ့ဒီစက်ရုံကအလုပ်သမားတွေကိုစက်ရုံအလုပ်ရှင်တွေဘက်ကတော့နင်နာချင်းအဖြစ်ဘတ်15000ကျော်ပေးရတော့မှာဖြစ်တယ်လို့သိရပါတယ်။ဒါပေမဲ့ဒီပမာဏဟာအဲ့ဒီစက်ရုံမှာအလုပ်လုပ်ဖို့အတွက်အလုပ်သမားတွေဘက်ကပေးရတဲ့စမတ်ကြီးခေါ်အလုပ်ရှာပေးတဲ့အကျိုးဆောင်ခါထက်ပိုနေပါတယ်။အလုပ်ထုတ်ခရရတဲ့မြန်မာလူသားတွေအနေနဲ့လည်းအဲ့ဒီနင်နာချင်းတွေထက်အလုပ်လုပ်ခွင့်ပဲရချင်တာပါလို့ပြောဆိုတာတွေလည်းရှိနေပါတယ်။ ဒီတခြားလုပ်ကိုဆက်လုပ်ပြီးတော့ဗျာအမရဲ့ဒီလုပ်ကကောင်းတယ်ဆိုပြီးကျွန်တော်လာခဲ့တာပေါ့ဒီလုပ်ကိုမျောမှန်းကြီးလာခဲ့တဲ့အတွက်ကျွန်တော်တို့မှာအခုမျိုးဖြစ်သွားတဲ့အတွက်ကြောင့်နော်မိသားစုတွေကတ်ခဲတဲ့အများကြီးတော့ရှိတာပေါ့မရဲ့ကျွန်တော်တို့ကရင်ဆိုင်မှန်းရတွေအများကြီးရှိတာပေါ့ဒါမှမဟုတ်ဒီလိုမျိုးဖြစ်လာတယ်ဆိုတော့ကျွန်တော်တို့ဘာမှလုပ်မှုမရဘူးဖြစ်နေဖြစ်နေတာဗျာကျွန်တော်အလို့သမားအခွင့်ရပဲလိုချင်တာအလို့သမားတို့တယောက်ကိုထုတ်တော့မယ်ဆိုတော့တို့အလို့သမားအခွင့်ရနေတယ်တို့ကြိုတင်အကြောင်းကြားချင်းရှိရမယ်မရဲ့ကျွန်တော်ဘာမှအသိမပေးဘူးဗျာမနေရအစီကိုကျွန်တော်တို့ ဖွင့်နေနေပေးနေတော့ဒီနေ့ခေါ်ဒီနေ့ချင်းချင်းနားထုတ်တဲ့ဆိုတဲ့အတွက်အဆင်မပြေဘူးဒီနေ့တိုင်းကျတတောင်းမိမယ်လူချင်းတဲ့သူပြန်ကြမယ်မလူချင်းမပြန်ကြနိုင်ဆိုကျွန်တော်တို့ပြောတယ်ဒီလိုမျိုးပြောပြီးတော့ကျွန်တော်တို့ကားပေါ်ဆွဲတင်အတင်းဆွဲတင်ကပြန်ဆွဲတယ်ကျွန်တော်တို့ဒီနေ့တိုင်းကျလူချင်းတာဟုတ်ပြကျွန်တော်တို့အလုပ်ကိုလူချင်းတာ ထိုင်နိုင်ငံရဲ့အလုံသမားဥပဒေအရလေလာမပြည့်ခင်မှာအလုံပြုတ်ခံရရင်ရော်ကြေးပေးစရာမလိုတဲ့အတွက်အဲ့ဒီစက်ရုံကမြမအလုံသမားတွေကိုအလုံလုံးတဲ့ကာလလေလာမပြည့်ခင်မှာပဲကျွန်းတင်အကြောင်းမကြပဲအလုံထုတ်လိုက်တာဖြစ်တယ်လို့အလုံသမားအရေးကူညီဆောင်ရွက်နေသူတွေကပြောပါတယ်။လက်ရှိမြမအလုံသမားတွေအလုံထုတ်ခံရတဲ့ကိစ္စရတဲ့ကိစ္စနဲ့ပတ်သက်ပြီးမြမအလုံသမားအရေးကူညီဆောင်ရွက်ပေးနေတဲ့ MHAC မဟာမိတ်အဖွဲ့ကလည်းစက်ရုံထဲဝင်ခွင့်မပေးဘဲဖြည့်ရှင်းခွင့်ပိတ်ပင်ထားရလို့ထိုင်းရောက်မြန်မာလို့သာအရေးဆောင်ရွက်နေတဲ့ MHAC မဟာမိတ်အဖွဲ့ခေါင်းဆောင် ကိုရင်းမင်းကပြောပါတယ်။ကွဲမင်းတို့ဖွဲ့သွားတယ်ဆက်ယုံနေတော့ဝင်လို့မရဘူးဒီဆက်ယုံနေရကွဲမင်းတို့နဲ့လည်းရင်တော့ထိတ်တိုက်တွေးခဲ့ဘူးတယ်။အဲ့တော့ဒီဆက်ယုံနေရကွဲမင်းတို့လုံသားဖြစ်ချင်းတဲ့လူတွေလည်းဆက်ယုံနေထဲမှာဝင်ပြီးတော့အုံနန်းနန်းနဲ့ဝင်ဖြစ်ချင်းလို့မရဘူး။အဲ့ကွဲမင်းတို့အပြင်မှာပဲရှိရအပြင်မှာပဲလုံမိုင်းနဲ့တွဲဆောင်ဆွေးနွေးပြီးတော့တနေ့လုံလုံလို့ရတဲ့ပိုင်းတွေဆက်လောက်ရမှာပေါ့ကွာ။ဥပဒေအရသူတို့ကဥပဒေကိုလက်တော်ရုံးရလောက်တာလေ။ဒါပေမဲ့ကွဲမင်းတို့ကလုံသားခွင့်ရေးရဆက်တိုက်ရမှာ။ သူကအမှုကမပြီးသေးရတော့ပြောဖို့ကခက်တယ်နော်အဲ့ဒီမြန်မာအလုပ်သမားတွေဟာစေယုံမှာအလုပ်ရရှိဖို့အတွက်၃လလောက်စောက်ဆိုင်နေရပြီးတယောက်ကိုအလုပ်ရှာပေးတဲ့အကျိုးဆောင် ကစမက်ကြီး19000ဘတ်ပေးသွင်းရတယ်လို့ဆိုပါတယ်ဒါအပြင်သူတို့ဟာပြီးခဲ့တဲ့ဇူလိုင်လကစပြီးစေယုံဘက်ကတယဝင်အလုပ်ခေါ်ချိန်မှာတယဝင်စာရွက်စာတဲ့အထောက်အထားအပြည့်အစုံနဲ့အလုပ်ဝင်ခွင့်ရရှိထားသူတွေဖြစ်တယ်လို့သိရပါတယ် ။တစ်ဖက်မှာလည်းအဲ့ဒီစက်ရုံကလက်ရှိအလုပ်လုပ်နေကြတဲ့အလုပ်သမားတွေကိုအလုပ်ဖြုတ်လိုက်ပေမဲ့လာမယ့်နိုဝင်ဘာလအတွက်မြန်မာအလုပ်သမားအသစ်ထပ်ခေါ်ဖို့ရှိနေတယ်လို့သိရပါတယ်။ဒါကြောင့်အလုပ်သမားဟောင်းတွေကိုဖြုတ်ပြီးအလုပ်သမားအသစ်တွေစီကစမန်းခါးတွေရရှိဖို့အခုလိုလုပ်တာပါဆိုတဲ့ပြောဆိုမှုတွေလည်းရှိနေပါတယ်။ခုအငင်းပေါ်မှုဖြစ်နေတဲ့ခေခွန် electronic ဆက်ရုံမှာဆက်ရုံအလုပ်သမား19256ယောက်ရှိပြီးတော့လက်ရှိမှာ19806ယောက်သာကျရှိတော့တာဖြစ်ပါတယ်ကျွန်မကေခိုင်ပါ ပါမိုးတွေဖြုတ်ပြီးတို့ဒီတိုက်ရှာလာတယ်ဘာမှဘာဆိုဘာမှမသိဘူးတော့ကျွန်တော်တို့တော့တော့ရှမ်းတယ်ရခိုင်မျိုးသားအဖွဲ့ချုပ်အာရခတတော် ULAAA ကိုရခိုင်ပြည်တွက်တရားဝင်အုပ်ချုပ်ရေးအဖွဲ့အစည်းအဖြစ်အသိမှတ်ပြုပေးဖို့ရခိုင်အရက်ဖက်အဖွဲ့အစည်း202အဖွဲ့ကကုလသမဂ္ဂ UN နဲ့အဖွဲ့ဝင်နိုင်ငံများဆိုင်ရာတန်အမတ်ကြီးတွေကိုအိတ်ဖွင့်စာပေးပို့ထားတယ်လို့သိရပါဗျာ။ ပြီးခဲ့တဲ့စက်တင်ဘာလ29ရက်နေ့မှာ Oregon American Community AAC American ရခိုင်လူမှုအဖွဲ့အစည်းက ULA AAR ရခိုင်နဲ့ Bangladesh နယ်စပ်ဒေသမှာဖြစ်ပေါ်နေတဲ့ပဋိပက္ခတွေနဲ့လူသားချင်းစာနာမှုအခြေအနေတွေကိုဖြေရှင်းပေးဖို့နဲ့ဒေတာရင်းတည်ငြိမ်အေဂျင်ရေးအတွက်မရှိမဖြစ်တဲ့အဖွဲ့အစည်းအဖြစ်နဲ့အသိမှတ်ပြုနိုင်ဖို့အခုလိုတောင်းဆိုလိုက်တယ်လို့ထုတ်ပြန်ကြမှာပါရှိပါတယ်။ ဒါအပြင်ရခိုင်ပြည်ရဲ့နယ်မြေ93ရာခိုင်နှုန်းကျော်ကို AA ကထိန်းချုပ်ထားနိုင်ပြီးဒေတာရင်းတည်ငြိမ်အေဂျင်စီအတွက်ကိုလည်းမရှိမဖြစ်တဲ့အဖွဲ့အစည်းဖြစ်လာတဲ့အတွက်ကုလသမဂ္ဂနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့တရားဝင်အုပ်ချုပ်ရေးအဖွဲ့အစည်းအဖြစ်အတိမတ်ပြုပြီးလူသားချင်းစာနာထောက်ထားမှုနဲ့တည်ငြိမ်ရေးအတွက်ပူးပေါင်းဆောင်ရွက်ရန်လိုအပ်တယ်လို့ထုတ်ပြန်ချက်ထဲမှာရေးသားထားတာပါ။ ထိုင်းနိုင်ငံမှာအထောက်ထားမဲ့ရွှေ့ပြောင်းအလုပ်သမားတွေအတွက်ပန်းရောင်က အသစ်ကို အော်တိုဘာလ10ရက်နေ့ကနေစတင်ပြီးတော့လှုပ်ဆောင်ပေးသွားမယ်လို့ထိုင်းဆိုရအဖွဲ့ကထုတ်ပြန်ထားပါတယ်။ဇွဲတက်တင်ပေးပို့ထားပါရှင်။ထိုင်းနိုင်ငံမှာရှိတဲ့မြန်မာ၊ကမ္ဘောဒီးယား၊လာအို၊ဗီယက်နမ်လေးနိုင်ငံကအထောက်ထားမဲ့ရွှေ့ပြောင်းလုပ်သားတွေအတွက်ပန်းရောင်ကဘတ်အသစ်တင်မှုကိစ္စကို အော်တိုဘာလ10ရက်ကစပြီးလှုပ်ဆောင်ပေးသွားမယ်လို့ထိုင်းဆိုရအဖွဲ့ကစက်တင်ဘာလအတွင်းအတည်ပြုထုတ်ပြန်ပါတယ်။ ထောက်ထားမဲ့လုပ်သားတွေအနေနဲ့အော်တိုဘားလ10ရက်မှာအွန်လိုင်းစနစ်ကနေမှတ်ပုံတင်စီပေးသွင်းတာပြီးတဲ့နောက်အလုပ်ရှင်သို့မဟုတ်အငှားကုမ္ပဏီတွေကတဆင့်အလုပ်သမားတွေရဲ့အချက်လက်နဲ့ဝက်ပတ်မေးလျှောက်ထားတာတွေကိုလုံဆောင်အောင်ဖြစ်ပါတယ်။ဘယ်ရိုက်တဲ့လုပ်ငန်းစဉ်ကိုအော်တိုဘားလကနေဒီဇင်ဘာလအထိအစဉ်အဆက်လုံဆောင်အောင်ဖြစ်ပြီးနောက်ဆုံးအဆင့်ပိုင်းရောက်ကဲရိုက်ပြီးသည့်အထည်လုပ်ငန်းစဉ်ကိုတော့2026ဇန်နဝါရီလအထိလုံဆောင်အောင်မယ်လို့ထိုင်းအစိုးရအဖွဲ့ရဲ့ဆုံးဖြတ်ချက်ရသိရပါတယ်။ ်ဒီ bad ရိုက်တဲ့လုပ်ငန်းစဉ်ဆိုတာတရက်ထဲနဲ့ပြီးသွားတဲ့အရာလည်းမဟုတ်ဘောเนาะဒီကျွန်တော်တို့ bad စပြီးနာမည်စင်းသွင်းတာနေစပြီးတော့ဟိုအဆုံးဟိုစာအုပ်ထဲကိုဗီဇာထည့်တာတော့ဒီကျွန်တော်ကစာအုပ်ရှိတော့စာအုပ်ထဲကိုဗီဇာထည့်တဲ့အဆင်ရှိတယ်တချို့စာအုပ်မရှိတဲ့လူကြတော့သူတို့ CI ဆိုပြီးတော့တတ်မှတ်ထားတဲ့အဲ့စာအုပ်ကိုသူတို့ထပ်လောက်ရတဲ့အဆင်ပေါ့เนาะအဲ့တော့အဆင်တွေအများကြီးလာဖြစ်တဲ့အတွက်ကိုတော့တော်တော်လေး လောက်လဲရှုပ်တယ်တနည်းလဲစိတ်ရှုပ်ရတယ်ပေါ့နော်ပြီးလို့ရှိရင်ဟိုဘိုက်ရိုက်တဲ့စင်တာတစ်ခုတစ်ခုရောက်ပြီးဆိုလို့ရှိရင်လူပေါင်းဒီမြန်မာတွေရောတိုင်းရင်းသားတွေရောအများကြီးပဲတွေ့ရတာတော့ဟိုနည်းနည်းအဲ့လိုပေါ့နော်လူအင်အားတွေအများတာတော့အချိန်ကြီးကြံ့ကြာလိုက်ရှိတာပေါ့နော်ဒါပေမဲ့အခုကိုယ်အနေထားကတော့ဟိုအလောက်ကတစ်ဖက်နဲ့ဒီဘက်အဲ့ဘက်ကိစ္စခေါ်ပြီးဆိုလို့ရှိရင်သွေးစစ်တာတစ်ချိန်ဟိုဗီဇာထုတာတစ်ချိန်လက်ပွေနှိပ်တာတစ်ချိန်ပန်းရောက်ကထိတာတစ်ချိန်ဆိုပြီးအချိန်ချင်းကြီးသွားနေရတာပေါ့နော် လောသမားတွေဟာအော်တိုဘာလကနေဒီဇင်ဘာလအတွင်းသွေးစစ်တာကျမရဲ့အမခံဝယ်တာနဲ့ထိုင်းလဝကရုံမှာမိမိတို့ရဲ့ဇီဝဆိုင်ရာအချက်လက်စစ်ဆေးအတီဖြူတာတွေကိုလောက်ဆောင်အောင်ပါပြီးတဲ့နောက်လက်ပွေနဲ့စစ်ဆေးတာဗီဇာတုံးထုတာစတဲ့လုပ်ငန်းစဉ်အစဉ်အဆက်ကိုတော့2026ဇန်နဝါရီလ22ရက်နေ့ထိလောက်ကန်မှာဖြစ်ပါတယ်။ပန်းရောင်ကရိုက်တဲ့အခါပွဲစားတွေကတစင်လောက်ကန်ကြရပြီးဈေးနှုန်းကဘတ်ခွန်2000ဝန်းကျင်ကနေ900လောက်အထိကုန်ကြတယ်လို့လူသမားတွေကပြောပါတယ်။ အလို့သမားတွေအနေနဲ့ပွဲစားတွေကိုကြိုတင်ငွေပေးတဲ့အခါသတိထားကြဖို့နဲ့မှန်မှန်ကန်ကန်လောက်ကင်တဲ့အကျိုးဆောင်ကုမ္ပဏီတွေကိုသာရွေးချယ်ကြဖို့အလို့သမားရေးလှုပ်ရှားသူတွေကအကြံပေးပါတယ်။ဒီကတ်ဖွင့်ဒေတာမှာတိုင်းပေါ်ကနေပြီးတော့ကိုယ့်ရဲ့ကြိုတင်ပေးငွေတွေကိုလိမ်သွားမဲ့ပွဲစားတွေပြီးတော့ဆန်းဆန်းလောက်တာကိုအသေးစားလောက်မပေးတဲ့ပွဲစားမျိုးတွေပြီးတော့ဈေးကြီးတဲ့ပွဲစားတွေကိုရှောင်းအောင်မှဖြစ်တယ်။စင်းတော့မှန်ကန်ခြုံတာတဲ့လူတွေကိုကုမ္ပဏီတွေကိုကွယ်မင်းတို့ဘက်ကလည်းမကြာခဏတင်ပေးနေတယ်။အဲ့လိုနေရာတွေကိုပဲဝင်ရလောက်ရမှာဖြစ်တယ်။ ဲ့တော့ဒီလူသစ်ဘတ်လုတဲ့ခါမှာလဲဒီလူစိတ်ချရတဲ့ကုမ္ပဏီတွေနဲ့ရှောက်ကြဖို့အလိမ်မခံရအောင်ကိုယ့်ကိုတိတိကျကျပြင်ဆင်ကြဖို့ကျင့်ကြံမထီအောင်ခဏခဏလည်းထီခဲ့ကြရတယ်အဲ့တော့ဒီတစ်ခေါက်မှာလဲအဲ့လိုပဲစိတ်ချယုံကြည်ရတဲ့ကုမ္ပဏီတွေလည်းအများကြီးရှိပါအဲ့လိုကုမ္ပဏီတွေနဲ့ပဲချိတ်ဆက်လုပ်ပါလို့ဝယ်မင်းနေတိုက်တွန်းပြောပြောခြင်းလဲဗျထိုင်းနိုင်ငံမှာနိုင်ငံသဘောတူစာချုပ် MOU စနစ်နဲ့လောက်ကင်နေတဲ့ရွှေပြောင်းလုပ်သားတွေစနစ်ခံကတ်နေဆက်ဖြတ်ကျော်ကတ်ပန်းရောက်ကတ်စတဲ့အထောက်အထားပုံစံအမျိုးမျိုးနဲ့လောက်လောက်ကင်နေကြတဲ့မြန်မာကမ်ဘောဒီးယားလာအိုစတဲ့ ရွှေပြောင်းလုပ်သားတွေတန်းချီရှိပါတယ်။နိုင်ငံခြားသားရွှေပြောင်းလုပ်သားတွေထဲမှာမြန်မာလူမျိုးရွတ်တွေအများဆုံးဖြစ်ပြီးလက်ရှိထိုင်းနိုင်ငံတွေကိုရွှေပြောင်းရောက်ရှိနေတဲ့မြန်မာရွတ်တွေခုနှစ်တိုင်းဝန်းကျင်ရှိနေပြီလို့ထိုင်းရပ်ဖတ်ဖွဲ့တွေရဲ့စီးနွေရသိရပါတယ်။ကျွန်တော်ဇွဲတက်ပါ ကရင်ပြည်နယ်မြဝတီမြို့တောင်ဘက်မဲလက်ပံကျေးရွာစေးဘေးကန်းကိုစစ်ကော်ပိုရှင်တပ်ကအော်တိုဝါလာ၂ရက်နေ့ည7:00နာရီခွဲလောက်ကကာမီကာဇက်ဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့မြပြည်သတင်းရင်းမြစ်တွေစီကနေသိရပါဗျ။စစ်ကော်မရှင်တပ်ကကာမီကာဇက်ဒရုန်း၃စင်းနဲ့လာရောက်တိုက်ခိုက်ခဲ့တာကြောင့်ကျေးရွာစေးဘေးကန်းထိခိုက်ပျက်စီးခဲ့တာပါ။စစ်ဘေးရှောင်စခန်းတွေကိုတွားရောက်ကူညီပေးနေတဲ့သူကိုယ်စေပေါက်ကလူထိခိုက်မှုတော့မရှိပေမဲ့စေကန်းကတော့ရစရာမရှိအောင်ပျက်စီးသွားတယ်လို့ပြောပါဗျ။ အော်တိုဘာလထဲမှာစစ်တပ်ကစာတင်ကြောင်းစေးပေးကန်းနဲ့ဘုံကြီးကျောင်းတွေကိုကာမီကာဆေဒရုန်းနဲ့ပြင့်မှတ်ထားတိုက်ခိုက်တာလေကျောင်းကနေဘုံကျဲတာလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်တာတွေများလာတယ်လို့လည်းသူကပြောပါဗျ။မြောက်ဝတီမြို့တောင်ဘက်ဝေါ်လီလမ်းမိုင်းမှာဆုံရှုံထားတဲ့တက်စကန်တွေကိုပြန်လည်ရယူဖို့ဒရုန်းလက်နက်ကြီးပစ်ကူတွေရယူပြီးစစ်ကော်မရှင်တပ်ကစစ်ကျောင်း၅ကျောင်းနဲ့ထိုးဖောက်ဝင်ရောက်နေတာတွေကြောင့် KNL ပူပေါင်းတပ်တွေနဲ့၄ရေကောမြို့တဲ့အနီးနားမှာတိုက်ပွဲတွေလည်းဖြစ်ပွားနေပါရှင်။ ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ပြပေးပါမယ်ရှင်။ဒီကိန်းအင်ရှိဆန်ဝေလာမင်းသားဝီလျံကသူနန်းတက်ပြီးဘရင်ဖြစ်တဲ့အခါမှာဘရင်စနစ်ကိုပြုပြင် ပြောင်းလဲသွားမှာဖြစ်ကြောင်းအင်တာဗျူးတစ်ခုမှာပြောကြားလိုက်ပါတယ်။ Ever TV Plus season တခုအတွက်တရုတ်ဆောင်ယူဂျင်းလက်ဗစ်နဲ့တွေ့ဆုံမေးမြန်းခဲ့မှာအခုလိုပြောခဲ့တာဖြစ်ပြီးတော့ဒါကမင်းသားဝီလျံရဲ့အပွင့်လင်းဆုံးအင်တာဗျူးတစ်ခုဖြစ်တယ်လို့နန်တော့အတိုင်းဝိုင်းကလည်းပြောကြပါသေးတယ်။ အင်တာဗျူးမှာသူကပြုပြင်ပြောင်းလဲရေးဟာကျွန်တော်ရဲ့အစီအစဉ်ထဲမှာရှိနေတယ်လို့ပြောရင်မှားမယ်မထင်ဘူးလို့ဓာတ်ရိုက်ပြောကြားသွားတာပါဒါပေမဲ့ဒါကအရန်ကြီးအခြေခံကြကြပြောင်းလဲတာမျိုးမဟုတ်ဘဲနဲ့ဖြစ်ကိုဖြစ်တဲ့ပြောင်းလဲမှုတွေကိုသာဆိုလိုတယ်လို့အင်ရှိဆန်ကပြောသွားပါတယ်အစင်လာတွေကိုလေးစားပင်မဲ့ဘယင်စနစ်ကိုခင်းတဲ့အညီစီလျော်မှုရှိနေဖို့ကိုလည်းမိကွန်းထုတ်ရမှာကိုမကြောက်ဘူးလို့သူကပြောသွားပါတယ်ဒါအပြင် ခမဲတော် Charles ဘယင်နဲ့ကျင်ရော် Catherine တို့ကန်ဆာယောဂရင်ဆိုင်ရချိန်မှာမိသားစုအရေးအသူ့အပေါ်မှာဖိစီးနေခဲ့တယ်လို့လည်းဖွင့်ဟပြောဆိုသွားပါတယ်။မိသားစုဝင်တွေကန်ဆာရောရင်ဆိုင်ကြော်ဖြတ်ကြဖို့အတွက်ကိုလည်းဂုံယူမိကြောင်းကိုအင်းရှိဆန်ကပြောကြားသွားတာပါရှင်။ မက္ကဆီကိုရေထဲကအော်တိုဘာလာ၁ရက်နေ့ဗုဒ္ဓဖူးနေ့ကမက်တန်ဖက်မင်းထုတ်လုပ်တဲ့နေရာလို့ယူဆရတဲ့လှုပ်ဝက်ဓာတ်ခွဲကန်းနေရာကိုရောက်ရှိပြီးတော့ဓာတ်ခွဲကန်းကိုဖျက်ဆီးရှင်းလင်းပြီးအပီးသက်ကုန်ကျော်2950ကီလိုဂရမ်လောက်ကိုလည်းတင်ဆက်ရမိကြောင်းကိုရေတက်အတွင်းရေးမှူးရုံးကနေထုတ်ပြန်ထားပါတယ်။ရေတက်ဖွဲ့ဝင်တွေကစက်ရုံကိုစစ်ဆေးရင်းနဲ့ဓာတ်ငွေကန်တွေ၊တပေါင်းဖိုတွေ၊စီတွေနဲ့ပလတ်စတစ်အိတ်တွေကနေရာအနှံ့မှာပြန့်ကျဲနေတာတွေကိုလည်းပြသခဲ့ပါတယ်။ တပ်ဖွဲ့ကဓာတ်ရုပစ္စည်းမျိုးစုံကိုအလုံးမလုံးတော့အောင် ရှင်းလင်းခဲ့ပြီးတော့အဲ့ဒီထဲမှာစိတ်ကြွမှုရေးစည်းဝါးတွေထုတ်လို့ရမှာတုံးတဲ့မီတိုင်းဖော်မိုက်မက်သနောအက်ဆီဒုံဗင်ဆိုင်းဆိုင်ယာနိုက်စ်တော်ယူအင်အက်ဆစ်ဒစ်အက်ဆစ်ကော့စတစ်ဆိုရာဆိုရီယန်ဆိုင်ယာနိုက်တွေအပြင်အလူမီနီယံအလိပ်တွေဒါမျိုးတွေကို ပမာဏအများပြတွေ့ရှိခဲ့ကြောင်းကိုစာထဲမှာဖော်ပြထားပါတယ် ဒီစစ်စင်ရေးရာမိုးရင်မှောက်ကိုဂိုင်းနေတဲ့ဒေါ်လာ15ဒသမ3တန်းလောက်ကိုစီးပွားရေးထိခိုက်မှုဖြစ်စေလိမ့်မယ်လို့ရေတက်ကခန့်မှန်းထားပါတယ်ရှင်။ဆက်လက်ပြီးတော့အားကစားသတင်းတွေကိုတင်ပြပေးပါမယ်ရှင်။အင်္ဂလန်တင်းဟာတနစ်တာအကောင်ဆုံးကစားသမားစုကို Real Madrid ကွင်းလဲလူ Juve Bellingham ရရှိသွားတာပဲဖြစ်ပါတယ်။ 2024-2025ခုနှစ်အတွင်းမှာအင်္ဂလန်အသင်းရဲ့အကောင်းဆုံးကစားသမားဆုကိုပရိသတ်တွေကမဲပေးရွေးချယ်ကြတာဖြစ်ပြီးတော့ဘယ်လင်ဂန်ကဒန်ဂလန်ရိုက်နဲ့ဟယ်ရီကိန်းတို့ကိုကြောဖြတ်ပြီးတော့မဲအများဆုံးရရှိခဲ့ပါတယ်။ဘယ်လင်ဂန်2024ခုနှစ်အောက်တိုဘာလမှာကစားခဲ့တဲ့ Greek Net Nation League ပွဲစဉ်မှာတကိုးသွင်းခဲ့သလို Ireland, Albania တို့နဲ့ပွဲစဉ်တွေအပါအဝင်တနစ်တာကာလအတွင်းမှာ twin goal 3 goal နဲ့ goal ဖန်တီးမှု5ချိန်လုံးဆောင်နိုင်ခဲ့ပါတယ်။ ပခုံးနယ်ရာကြောင်းပြီးခဲ့တဲ့ဂျွန်လကစားခဲ့တဲ့ဆီနီဂေါ်နဲ့ခြေစမ်းပွဲမှာနောက်ဆုံးကစားခဲ့ပြီးတဲ့နောက်အင်္ဂလန်အသင်းအတွက်ကစားပေးနိုင်တာမရှိသေးပါဘူး။လာမယ့်နိုင်ငံတကာပွဲစဉ်တွေမှာတော့ပြန်လည်ပါဝင်ကစားဖို့ရှိနေတယ်လို့သိရပါတယ်ရှင်။ DVV ရုပ်မြင်သံကြားရဲ့ညနေ၄နာရီသတင်းတွေကိုဓာတ်ရိုက်ကြည့်ရှုခဲ့ရတာပဲဖြစ်ပါတယ်။ည၈နာရီအချိန်မှာ ထမံရရှိထားတဲ့သတင်းတွေကိုလည်းဖြည့်ဆွတ်တင်ဆက်ပေးသွားပါအောင်မယ်။အားလုံးကျေးဇူးတင်ပါတယ်ရှင်။ဒီမှာကတော့ဝန်ဒီပါ။ Thank you.